ဆရာရဲ့မိတ်ဆွေတွေဒီ2025ခုနှစ်မတ်လဒီတစ်ခါတော့ဆရာကတောက်ကြာသားသမီးတွေတို့ဟောပြပေးမှာဖြစ်ပါတယ်ဥစွာပထမတောက်ကြသားသမီးတွေတို့ဥစွာဟောကြားပေးခြင်းပါလေခင်ဗျာတောက်ကြသားသမီးတွေပါရင်ဆရာကိုမှတ်ပေးကြပါဦးမိတ်ဆွေတို့ဘယ်ကနေကြည့်နေရလဲဆရာသိပြရစေခင်ဗျာမိတ်ဆွေတို့ဘယ်ကနေကြည့်နေရလဲဆိုတာလေဆရာကိုမှတ်ပေးခဲ့ကြပါဦးခင်ဗျာတောက်ကြသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့လက်ရှိမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ အရာရာကိုဖြစ်ချင်တဲ့ဆန္ဒတွေလောကြီးနေတယ်ဖြစ်လို့ရဲစိတ်တွေပြင်းပြနေတယ်ငါအခုပဲထလုံရင်ကောင်းမှာမျိုးဆိုတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ငါဘာကိုလှုပ်တင်တယ်လဲဘယ်ရာကိုလှုပ်ရင်ကောင်းမလဲဆိုပြီးတော့အစ်စ်အဟောင်းနေထက်ကိုအစ်စ်လှုပ်ဆောင်ရအတွက်စဉ်းစားနေတော့တွေးခေါ်နေတော့ကံမျိုးဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာအဲ ငါကမလုတ်ခဲ့ရသေးတာလေစိတ်ထဲမှာမတင်မကြဖြစ်နေတာတွေကိုလက်ရှိမှာငါဘလို့လုတ်ရင်ကောင်းမလဲငါအခုချက်ချင်းပဲထလုတ်ရမလို့လို့စိတ်ထဲမှာစကနေပေါ်လာတာကိုဓကနေတိုင်းကနေစိတ်မြန်လူမြန်စိတ်တွက်ကိုတန်းနေချက်ချင်းထလုတ်ပြစ်ချင်နေစိတ်ကိုကိုကိုစိတ် အတိုင်းမကြအားမရပဲနဲ့အခုလုတ်ရင်ရမှာပဲဆိုတဲ့အတွေးမျိုးတွေမိတ်ဆွေတို့ရဲ့ရင်ထဲမှာဖြစ်ပေါ်နေသောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်တောက်ကြသားသမီးမိတ်ဆွေတွေကလက်ရှိဒီရက်၃လပိုင်းဆိုတဲ့ကာလအတော်အတွင်းမှာဆိုရင်အထူးသဖြင့်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာ ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေတို့အနေနဲ့လက်ရှိကာလအတော်အတွင်းမှာဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်ရင်ခေါင်းမူကောင်းကြိုက်တာမျိုးလေးတွေသွေးနဲ့ပတ်သက်ပြီးသွေးအားနည်းတာမျိုးလေးတွေနည်းနည်းလေးဂရုစိုက်တင်ပါတယ်အထူးသဖြင့်တောက်ကြသားသမီးမိတ်ဆွေတွေဟာမျက်စိအာယုံရောနဲ့ပတ်သက်လာရင်တော့အသက်ကြီးတဲ့မိတ်ဆွေများအဖို့တော့တတိထားရန်လိုအပ်ပါတယ်အဲဆိုးဆိုးဝါးတော့ဘာမှမရှိပါဘူးတို့ရတွင်အသက်အားဖြင့်ဆိုလို့ရှိရင်ဆရာတို့28အောက်လူငယ်မိတ်ဆွေများအနေနဲ့ကတော့ရှစ်တောင်းနဲ့ပတ်သက်တာတွေလက်နဲ့ပတ်သက်တာတွေအစင်းမြင့်နဲ့ပတ်သက်တာတွေရောထိခိုက်ချနာမှုမျိုးလေးတွေမရှိအောင်တော့တတိထားရမယ့်လဖြစ်တော့ ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့တောက်ကြသားသမီးမိတ်ဆွေတွေကျမ်းမာရေးနဲ့ပတ်သက်လာရင်အကျောနဲ့ပတ်သက်တာတွေရှည်လက်အင်္ဂါနဲ့ပတ်သက်တာတွေဂရုစိုက်တဲ့နေလူကြီးပိုင်းတွေမှာဆိုလို့ရှိရင်တော့မျက်စိအာယုံကျောနဲ့ပတ်သက်တာမျိုးလေးတွေသွေးခေါင်းမူးတာမျိုးသွေးတက်တာမျိုးဒီလိုကိစ္စလေးတွေမှာတတိထားဆင်ရင်တင်တယ်အဲကျန်တာကတော့ဆူဆူဝါပါမှမရှိလာပါဘူးအထူးသဖြင့်ဒီလအတာအတွင်းမှာဆိုလို့ရှိရင်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်ဝင်ငွေနဲ့ထွက်ငွေဟာဝင်လေထွက်လေကဲ့သို့ဖြစ်နေတတ်ပါတယ်ဆိုလိုတာကဒီဘက်ကဝင်ဟိုဘက်ကထွက်တာမျိုးဟိုဘက်ကဝင်ဒီဘက်ကထွက်တာမျိုးကို့ကြောင့်မဟုတ်ပဲအဖက်ဘက်ကနေငွေ ကြီးနဲ့ပတ်သက်လာရင်ငွေကြီးပူအလုပ်ပူမိသားစုပူကြောင်ဖြစ်စေအဲလုပ်ငန်းပူကြောင်ဖြစ်စေငွေကြီးနဲ့ပတ်သက်လာရင်စေတနာတွေဝေဒနာဖြစ်နေရတတ်တယ်ဖြစ်နိုင်လို့ရှိရင်ငွေကြီးနဲ့ပတ်တိုင်းငွေမမြဲတော့လား ို့မဟုတ်ငွေမမြဲတော့အပတ်ဖြစ်တယ်မဝင်ဘူးလားဆိုတော့လေဝင်တယ်ငွေကြီးနဲ့ပတ်တိုင်ဝင်ပေမဲ့လည်းငွေရမမြဲနေတာမျိုးငွေကြီးနဲ့ပတ်သက်လာရင်အဖက်မတင်တာမျိုးတွေဝင်တော့ဝင်တယ်လက်ထဲမှာပြရစရာမရှိတာမျိုးလေးတွေတို့တော့ကိုယ်ငွေကြီးနဲ့ပတ်တိုင်ပါဝင်ခြင်းမှာအထင်ကြီးခံရတာမျိုးလေးတွေကြောင့်ချိတာငှားတာလို့ပြောခဏခဏကြုံရတတ်တယ်တို့တော့ကိုယ့်အိတ်ထဲမှာငွေကြီးနဲ့ပတ်တိုင်ကိုယ်နဲ့ငွေနဲ့ဟာအဲဟို active passive ဖြစ်နေတာမျိုး direct indirect ဖြစ်နေတာမျိုးခေါင်းနဲ့ပန်းလိုပဲတစ်ဖက်ကဝင်တစ်ဖက်ကထွက်တစ်ဖက်ကဝင်တစ်ဖက်ကထွက်နေငွေကြီးဟာများများ ထိတွေ့ရပြီးတော့များများမကတ်တော့ကာလာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေများဖို့ငွေကြီးနဲ့ပတ်သက်လာရင်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေအားလုံးမှန်သမျှကိုရင်းနှီးလှုပ်ဆောင်တာဟာပုံမူကောင်းပါတယ်။ငွေကြီးနဲ့ပတ်သက်ရင်အိမ်ကြီးကိစ္စလေးတွေကြောင့်မိသားစုရေးကိစ္စလေးတွေကြောင့်ငွေကြီးအကုန်ကြအများရတတ်ပါတယ်။ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်လည်းငွေကြီးအကုန်ကြအများရတတ်သောကာလာဖြစ်ပါတယ်ခင်ဗျာ။လိုက်မကောင်းနဲ့ကောင်းပါလေနော်ခုအတူပဲမိတ်ဆွေတို့ဆရာပြန်တင်မိမယ်နော်မဘူးနဲ့နော်လိုက်မကောင်းရနော်ခုအပြင်မိတ်ဆွေတို့အနေနဲ့ဒီကလာဆက်ဆက်ဟောသွားလိုက်တော့မယ်နော် အထို့အပြင်မိတ်ဆွေတို့ဒီကလာတော်တွေမှာဆိုလို့ရှိရင်စားတော့ကုန်အလောင်းမစားနဲ့ပတ်သက်တာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်ရင်မလုပ်ပါနဲ့ဖြစ်နိုင်ရင်ကြွေတလဲကြက်တကုံလောက်တာမျိုးလေးတွေတေးရမြေကြီးရှင်ရွှေတိဆိုတဲ့ငွေကြီးကိစ္စလေးတွေမှာတော့အတော်ကိုကံရဲ့အားနည်းမှုကိုရှိတတ်တဲ့အတွက်ကြောင့်မလို့ငကူကတောက်ကြရဲအလောင်းမစားနဲ့ပတ်သက်တာတွေကြွေတလဲကြက်တကုံတွေဖြက်လန်းနည်းတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အထက်နိုင်ငံဘယူဆိုင်ဆင်ကျင်ပေးဖို့နဲ့အဲဖြစ်နိုင်လို့ရှိရင်၃လုံး၂လုံးတော့ဖြစ်နိုင်ရင်ခြောင်ပြီးတော့ထိုးတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ထီတော့ထိုးပေါ့။သို့သော် အလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်ရင်တော့ငဘကယာရုလုပ်ငန်းကိုင်ကနဲ့ပတ်သက်လို့ယာရုတိုးတာမျိုးယာရုတက်တာမျိုးကြီးကြုံရနိုင်ပါတယ်အလုတ်နဲ့ပတ်သက်လာတဲ့အခါမှာအလုတ်ဟောင်းကြီးကိုအစ်စ်လှုပ်ဆောင်နေတာမျိုးထက်အလုတ်သစ္စာတင်လှုပ်ဆောင်တာမျိုးလေးတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်မှာယာရုလုပ်ငန်းကိုင်ကနဲ့ပတ်သက်လာတဲ့အခါမှာလေငဘကယာရုမတိုးဘူးဆိုတဲ့မိတ်ဆွေများယာရုတိုးတာမျိုးတွေယာရုတက်တာမျိုးကြီးကြုံရတတ်တယ် OA Champion ငဘကပိုင်ဆိုင်နေတဲ့မိတ်ဆွေများ OA Champion ပိုင်တာမျိုး OA Champion ပိုင်ကံပိုင်ဆိုင်လောက်တဲ့အမူရတာမျိုး အလုပ်ရတာမျိုးငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာငွေတွေလုံငနဲ့ရင်းငနဲ့တိုင်းငနဲ့ဝင်လာတာမျိုးလေးတွေမထင်မှတ်ဖဲနဲ့မမျော်လင့်မဲနဲ့အဲမိမိတို့အနေနဲ့ဟိုဆိုကံရဲ့အထောက်အကူကိုရရှိတတ်တဲ့နဲ့မိမိမမြင်ရသောပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေရဲ့ငွေကြီးအကူကြီးအထောက်အကူကိုဒေရှားတဲ့ဒိဋ္ဌအသားရွှေအိုထမ်းလာတယ်လို့ငွေကြီးကံဟာလုံငနဲ့ရင်းငနဲ့မိမိရှိကိုမထင်မှတ်ဖဲမျော်လင့်တောင်းတထားခြင်းမရှိဘဲနဲ့ဝင်လာတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တော့ဘာသာတရားဖရားတရားများများလှုပ်ဖို့လိုအပ်ကြောင်းနဲ့မေတ္တာများများပို့ဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောလိုက်ပါရစေ။ အကျိုးပေးတဲ့လုပ်ငန်းလေးတွေကိုဆက်လက်ပေါ်ကျပြပေးပါစီ ဒီလက်ရှိကာလ3လပိုင်းဆိုတဲ့ကာလအတွင်းမှာတောက်ကြသားသမီးတွေဟာ OA ရှံမြင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်။မြေယာနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်ပြီးတော့ပြောဆိုလှုပ်ဆောင်တဲ့အရာတွေမှာအကျိုးပေးတယ်။ဘာကုန်းဖြစ်ဖြစ်အရာရာမှာကိုကဦးစီးဦးဆောင်ပြီးအမိခံလုပ်ပေးတဲ့အလုပ်တွေအကျိုးပေးတယ်။တခုလောသတိထားပါ။ငွေကြီးနဲ့ပတ်သက်တာအကျိုးမပေးဘူး။အဲမိသားစုအိမ်တွင်ရေးအပေါင်းအသင်းကိစ္စလူမှုရေးကိစ္စတွေနဲ့ပတ်သက်လာအကျိုးမပေးဘူး။ဂျန်နာကတော့ကိုယ့်ရဲ့အလုပ်မှာကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ပါရှိတိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းနဲ့အဆင်ပြေခြင်းတွေကို ကျင်းတဲ့အေကံလွယ်ရရှိတတ်ပါတယ်။ရေဆွက်ကုန်ပစ္စည်းတွေအကျိုးပေးပါတယ်။စားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။အထက်အလိတ်ထိထိဖက်အွန်လိုင်းဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေချစ်တူဆောင်ရွက်လှုပ်ဆောင်တင်ပါတယ်။အဲ တထုလုပ်ငန်းတွေဓာတ်ဆီတွေဒီဇယ်တွေဆိုရှယ်မီဒီယာအထည်အလိုက်ထိထိပနဲ့လှက်စစ်ပစ္စည်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေအဆက်ရှိတဲ့အရာတွေအားလုံးကိုရှေ့တိုးဆောင်ရလှုပ်ဆောင်မှာကွန်ပျူတာစာရေးကိရိယာနော်ကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်လာတဲ့အခါမှာလေကိုကိုတိုင်အမီနာမဖွင့်မှာလုပ်ငန်းကိုင်ကန်နဲ့ပတ်သက်ရင်အလုတ်တိချာနေသူတွေဆိုရင်တော့မိမိရဲ့ပတ်ဝန်းကျင်ဒေသမှာထက်တန်တဲ့တကြီးပြောင်းရွှေ့လောက်ရတဲ့အလုပ်တွေအကျိုးပေးပါတယ်ထို့အတူပဲ နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်လာရင်ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ပါအောင်မြင်ခြင်းနဲ့အဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေကမလွဲမသွေရရှိတတ်တဲ့လဖြစ်တဲ့အတွက်ကြောင့်မလို့တော့နိုင်ငံခြားကိစ္စခရီးသွားကိစ္စပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးအမိခံပြီးတော့လုပ်ပေးရင်ကြန့်ကြာနေတဲ့ဂန်းတော် ပြပြလဲလဲပြပြဖြဖြနဲ့ရောက်ရှိလာပါလိမ့်မယ်။လုပ်ငန်းရာထူးနဲ့ပတ်သက်ရင်ရာထူးတိုးဖို့ရာထူးတက်ဖို့မြင်ပါတယ်အခွင့်အလမ်းကောင်းတွေမြင်ပါတယ်။ထို့အပြင်ပဲ OA ရှမ်းမီမီယာနဲ့ပတ်သက်ပြီးတော့အစ်စ်ဝင်နာမျိုးတွေဂျုံဟာတက်တယ်လို့ OA ရှမ်းမီတပိုင်းတစဆောက်လက်ဆဖြစ်နေတော့မိတ်ဆွေများအဖို့ဆောက်လို့ပြီးပြမဲ့ကာလား အအခွင့်အလမ်းကောင်းတွေရရှိမဲ့ကာလဖြစ်ပါတယ်ခင်ဗျာငဘူကသာသမိကိစ္စတွေနဲ့ပတ်သက်လာတဲ့အခါမှာစိတ်ညစ်နေတဲ့မိတ်ဆွေများအခုသာသမိကိစ္စတွေကြောင့်မျက်နှာလှတာမျိုးကြီးကြုံရတတ်တယ်အဝေးတနေရာကသတင်းကောင်းတွေအလှကြီးတွေအလှအတန်းတွေဖျားတဲတာတွေဇီတီတဲတာတွေမိမိကိုအဖိတ်ခံရတတ်တယ်ဒီလိုအဖိတ်ခံရတဲ့အခါမှာလည်းမိမိကမထင်မဖဲနဲ့သွားကမှမိမိရှိကိုကံတရားကောင်းတွေသို့မဟုတ်ညံ့နေသောကံတွေဟာနဂိတ်ကိုစံပြီးတော့စံကျင်ပတ်ကံကောင်းလာတာမျိုးလေးတွေကြုံရတတ်ပါတယ်ထို့အတူပဲမိတ်ဆွေတို့ရဲ့ပအဝန်းကျင်အဝေးတနေရာမှာရှိတဲ့ဆွေမျိုးသားချင်းတွေရဲ့ တရင်ကောင်းတွေကြားရတတ်တယ်လို့တဖန်တပင်းဆိုးတွေလည်းကြားရတတ်တာမျိုးတွေ၊နာရီတရင်မျိုးတွေ၊ဆုံးမတဲ့တရင်မျိုးတွေကြားရတတ်တော့လာဖြစ်ပါလေ။ကောင်းပြီ။ဒါပြင်မိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်တော့စနေတွေဟာလက်ရှိပညာရေးနဲ့ပတ်သက်ရင်တော့အစမှာဘာလို့လို့လို့ခရူးဆိုင်တက်ပါလေ။သမုပ္ပဖြေမဲ့တောက်ကြသားတပီလူငယ်များမိတ်ဆွေများအဖို့တော့မိတ်ဆွေတို့ရဲ့အစမှအရန်ကြီးမိတ်ဆွေကလေးတွေကိုစိတ်ဖိအားမပေးဖို့လိုအပ်ကြောင်းနဲ့တတိထားဖို့လိုအပ်ကြောင်းဆရာကထားလောင်းပြောလိုက်ပြပါစီ။ ကလေးတွေဆောင်မှုဘွဲနဲ့ပညာရေးနဲ့ပတ်သက်လာရင်ဘာကိုဖြစ်ဖြစ်အစမှာဖီအားမပေးပါနဲ့ဟိုပြီးတဲ့ခါကျတော့ဟိုဖြစ်နိုင်လို့ရှိရင်ဖီအားတွေအရင်ကြီးပေးတာမျိုးတွေကြောင့်ကျမ်းမာရေးမညီမညွတ်တာလေးတွေမဖြစ်ရလေအောင်လို့ပါခင်ဗျာနော်စိတ်ထဲမှာကလေးတွေကိုလွတ်လပ်ထားပါအရင်ကြီးငေါက်တာမျိုးဖီအားပေးတာမျိုးတွေကိုမခံနိုင်တော့ပတ်တာဖြစ်တဲ့အတွက်အစကလေးလျှောသွားရင်ကိုအဆုံးသတ်အောင်မြင်မဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ရွှေတွေဝင်လာတတ်တယ် အဲ့ဒါရင်ဆက်ပစ္စည်းတွေနဲ့ပတ်သက်လို့ရှေ့တူဆောင်ရလှုပ်ဆောင်တင်တယ်အထယ်အလေးထိထိပနတ်နဲ့ပတ်သက်တာတွေအကျိုးပေးတယ်လက်စစ်ပစ္စည်းတွေလက်စစ်ပစ္စည်းအထယ်အလေးလုပ်ငန်းတွေအကျိုးပေးတယ်အိုးအိမ်ရှမ်းပြည်မြန်မာနဲ့ပတ်သက်လို့စောက်တာမျိုးတွေရောင်းတာမျိုးတွေပြောင်းတာမျိုးတွေရွှေ့တာမျိုးတွေအကျိုးပေးတယ်ဒါအပြင် အလှပရေးရနဲ့ပိစာတွေရင်ဆက်ပစ္စည်းခရီးသွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်နိုင်ငံခြား passport visa လုပ်ငန်းတွေနဲ့ပတ်သက်ရင်ကိုကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်ထို့အပြင်အလှကုန်ဆိုင်ရာလုပ်ငန်းတွေအနုပညာနဲ့ပတ်သက်ပြီး social media နဲ့ပတ်သက်ပြီးလှုပ်ဆောင်လို့တဲ့မိတ်ဆွေများ online social media နဲ့ပတ်သက်လို့လှုပ်ဆောင် ောင်ရင်အသာကောင်းမှုတိုးတက်နိုင်ပါတယ်အကျိုးမပေးတဲ့လုပ်ငန်းလေးတွေအနေနဲ့ဆိုရင်တော့ဒီလတာအတော်တွေမှာငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတော့လားဖြစ်တယ်လက်ထဲမှာငွေကြီးဟာဝင်ငွေနဲ့ထွက်ငွေရဝင်လာရင်ကိုကိုရှိကထွက်ဖို့ရှောင်းနေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတဲ့အတွက်ဆရာငယ်ဟုလားအရှင်အပ်ထားအကြေးမအနိုင်ဘူးဆိုလို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့လက်ထဲမှာထားတာတခုခုကိုရင်းနှီးလှုပ်ဆောင်ဖို့လိုအပ်ပါတယ်ပတ်စံပစ္စည်း ရင်ဆက်ပစ္စည်းတွေပျောက်တာမျိုးလေးတွေတခုခုခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်ပဋိဌာဆင်ရှင်ပေးဖို့လိုအပ်ပါတယ်ဒီကလာအတော်တွေမှာငွေကြီးနဲ့ပတ်သက်လို့ညံ့တယ်ငွေမမြဲဘူးသူများကိုအာမခံတဲ့ကိစ္စလေးတွေမှာတတိဌာဆင်ရှင်မှာငွေမရှိပါနဲ့ငွေရှိရင်အဲတရားမှာ68ရာခိုင်နှုန်းတော့ကသုံးဖို့များပါတယ်အဲကိုကိုငကိုကယုံကြည်ရပါတယ်စိတ်ချရပါတယ်ဆိုတော့မိတ်ဆွေတွေရတော့ကိုကိုပြန်ပြီးကမှာကိုရဲ့ကံက မရနိုင်ကြတော့သူတို့ရဲ့ကံဒီမှာအစင်မပြေထင်ငေါ်ကြန့်ကြတာမျိုးလေးဖျက်တက်တဲ့အတွက်ကို့ငွေနဲ့ကိုအမုန်းမခံပါနဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်လည်းလည်းလေးငွေကုန်ကြည့်ကြကို့ကြောင့်မဟုတ်ပဲအိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာငွေကြီးနဲ့ပတ်သက်တတိထားစင်နေပေးဖို့လိုအပ်ပါတယ်အလောင်းကစားလူလိန်ခံရတာမျိုးတွေ အဲအလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေမှာဖြစ်နိုင်ရင်တော့ကျွေးတယ်မလုံးနဲ့မပြောဘူးအရန်ကြီးဝုန်းတိုင်းဆိုပြီးတော့ဘဝဒီတစ်ခါတော့မရရင်ဘဝပြတ်မယ်ဆိုတဲ့လုပ်ငန်းတွေကိုလုံးဝဖြစ်နိုင်လို့ရှိရင်တတိထားဆင်ကျင်ပေးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲ ညီကောင်မတို့မှကိစ္စလေးတွေကြောင်းဆွေမျိုးသားချင်းကိစ္စလေးတွေကြောင်းတော့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်ဒါပေမဲ့အဆက်အသွယ်ပြတ်နေတော့ညီကောင်မတို့တွေတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့ညီကောင်မတို့တွေနဲ့ပတ်သက်လာရင်မိတ်ဆွေတို့အနေနဲ့စိုးရိမ်ရတာမျိုးပူပန်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲကြုံရတာမျိုးသတင်းဆိုကြရတာမျိုးလေးတွေကြောင်းတော့အစိုးကနေပြီးတော့အကောင့်တွေပြန်လဲတဲ့သွားတာမျိုးတင့်မြတ်သွားတာမျိုးလေးတွေကြုံရတတ်ပါတယ်ထို့အပြင် ပတ်စံရင်ဆက်ပစ္စည်းပျောက်တတ်ပါတယ်တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်အိမ်ထောင်ကြီးအိမ်ထောင်ကြီးနဲ့ပတ်သက်လာရင်တော့ငကအဆင်မပြေသူတွေတောင်တဦးနဲ့တူတယောက်နဲ့တယောက်ပြန်လဲစုံစည်းရတာမျိုးတွေတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့ဒါသမီးကိစ္စတွေကြောင့်ခရီးသွားကိစ္စတွေကြောင့် OA ချမ်းပြီးလုပ်ငန်းအကြောင်းအရာမျိုးစုံကြောင့်အိမ်ထောင်ကြီးနဲ့ပတ်သက်လာရင်လာရင်ပြန်လဲပြီးတော့တင့်မြတ်ရတာမျိုးတွေဂျုံကတက်တဲ့အတွက်ကြောင့်မလို့ဒီကာလတော့ဒီမှာတယောက်နဲ့တယောက်တူနဲ့တူနားလည်မှုလွဲနေတဲ့အိမ်ထောင်ရှင်များပို့တော့နားလည်မှုရရှိအောင်စွမ်းဆောင်နိုင်တော့ 調査နိုင်တော့လာဖြစ်ပြီးတဲ့အခါပြဿနာတွေအားလုံးကို POR1 ငြိမ်းချမ်းအောင်အေးချမ်းအောင်အဖြေချလို့ရတယ်လာဖြစ်တယ်။ထို့အပြင်တောက်ကြတာသမီးမဆွေတွေဒီလာတာတော်တွေမှာဆိုငကိုကအဆက်အသွယ်ပြတ်နေတော့အိမ်တော်ရှင်များအဖို့တရင်ကောင်းကြားရတတ်ပါတယ်။တည်တော်သူပြန်ရှင်းတတ်ပါတယ်။ထို့သူမိတ်ဆွေတို့အနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဝေးကွာနေတော့မိတ်ဆွေများအဖို့ပြန်လဲစုံစည်းရတာမျိုးတရင်ကောင်းကြားရတာမျိုးတွေဒီကြုံရတတ်တယ်လို့ဒါသမီးမင်္ဂလာကိစ္စလေးတွေကြောင့် မင်္ဂလာကိစ္စရရှိတတ်ပါတယ်မင်္ဂလာသာသမိမင်္ဂလာကိစ္စလူမျိုးတွေကြောင့်ရရှိတတ်ပါတယ်မိမိရဲ့အိမ်မက်ထဲမှာတိန်းတို့ဖျားစည်းကြီးတို့မိမိထမိမိလေးစားရသော ဖုံးကြီးတို့ယဟန်းတို့ ဖရာတို့အဆရှိတာမျိုးတွေဖြစ်စီမိမိရဲ့အကြောင်းပရဝံဇီဒီနဲ့ပတ်သက်ပြီးတော့စွဲမှတ်တဲ့အခါမျိုးတွေကြားလို့ရှိရင်မိษွေတို့အနေနဲ့အဲ့ဒီလိုမျိုးစွဲမှတ်လာတဲ့အခါမှာကံကောင်းပြီဆိုတဲ့အတိတ်နမိတ်ကိုဆောင်ပြီးတဲ့အခါမိမိတို့အနေနဲ့တော့ ठी အဖြူတေးသေးလေးတက်လက်ကိုမိမိရဲ့အိမ်ရဲ့ဖရာမှာဖြူပြီးတဲ့အခါအသေးလေးပေါ့နော်အဝိုင်လေးတက်လက်ကိုဖရာမှာထိုးပြီးတဲ့အခါ ठी ကံဆန်းတာမျိုး ठी ထိုးတာမျိုးကောင်းပါလေခင်ဗျာဒါဆိုရင်မိษွေတို့ရဲ့ ठी ကံဆန်းတာ ठी ထိုးတဲ့အခါမတ်တဲ့ရက်ကိုအစွဲပြူပြီးဖြစ်စေမိမိစိတ်အာယုံတွင်းမှာအာယုံရတဲ့နံပါတ်ကလေးတွေကိုအစွဲပြူပြီးထိုးပါက န်ကောင်းစီပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဒီလာတာအတော်တွေမှာဆိုရင်ငကိုကအမှုကိစ္စဖြစ်နေသူတွေအမွေကိစ္စဖြစ်နေသူတွေမပြီးမပြတ်ဖြစ်နေသောကိစ္စတွေပြီးပြတ်အောင်မြင်မဲ့ကာလဖြစ်ပြီးတော့အိုးအိမ်ရှံမီပိုင်ဆိုင်တာမျိုးအိုးအိမ်ရှံမီနေရာတိုင်ငင်းနဲ့ပတ်သက်ပြီးတော့ပြောင်းလဲရတာမျိုးလေးတွေဂျုံကတက်တယ်လို့တနေ့တစ်ပြည့်တစ်ရွာတစ်ပြည့်မှာပြောင်းရွှေ့လှုပ်ဆောင်လို့ရတဲ့မိတ်ဆွေများဒီကာလဟာတကယ်ကိုကောင်းမွန်သောကာလနဲ့အပြောင်းရွှေ့အပြောင်းလဲပြုလုပ်ရန်အတွက်ဆိုရင်တော့တုံဆိုင်တွေ့ဝေမနေပဲနဲ့ပြောင်းလိုက်တာကအကောင်းဆုံးဖြစ်ပါတယ် ီလကတော့ဒီမှာလူငယ်များအရှိရင်းနဲ့ပတ်သက်လာရင်တော့ညံ့ပါတယ်ခင်ဗျာအရှိရင်းနဲ့ပတ်သက်လာရင်အဲအဲစွန့်ရလို့ပေါ့ငါနင်းကိုကြိုက်တယ်လို့ရည်ရစကားပြောတာမျိုးတက်စားရင်အနည်းကိုလက်ထပ်ပြရစီဆိုပြီးတခါတည်းပြောလိုက်တာကအကောင်းဆုံးဖြစ်တယ်အရှိရင်းနဲ့ပတ်သက်လာတာထက်အဲချစ်သူလဲရာအိမ်ထောင်လဲကြဖြစ်ရတတ်တယ်တကယ်လို့မိတ်ဆွေတို့အနေနဲ့အိမ်ထောင်လဲကြခြင်းနဲ့ဆိုရင်တော့ဆရာချောနေတာလေးကြည်ရင်းနေတယ်အမလေးချစ်လိုက်တာအားလုံးเนาะအဲဆိုတော့ကောင်းပြီဆရာကိုချောတယ်ပြောရင်ဆရာသိပ်ပြောတာဆိုတော့ထို့အပြင်မိတ်ဆွေတို့အနေနဲ့အရှိရင်းနဲ့ပတ်သက်လာရင်တော့ ချစ်သူကြီးစားရရှိဖို့အတွက်အားငယ်စေတော့လားအထင်လွဲတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဆရာမိတ်ဆွေတောက်ကြသားသမီးများအနေနဲ့ပဋိဌာဆင်ခြင်ပြီးတော့ပြောဆိုပါခင်ဗျာသမီးကြီးစားများအနေနဲ့ကတော့အိမ်တော်ပြုရန်စိတ်ဆိုင်ရန်လက်ထက်ရန်တိုင်းမင်တာမျိုးလူကြီးမိဘဒီနဲ့တိုင်းမင်ပြီးတော့ပြုလုပ်တာမျိုးမင်္ဂလာရက်အခါရွေးတာမျိုးတွေကြာရင်လည်းအင်မတန်အကောင်းဆုံးပြီးတော့နှလွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းမင်္ဂလာဆောင်လို့ရဲ့မိတ်ဆွေများအဖို့ကတော့တကယ်ကိုတိုင်းမင်ရန်အားသာဆုံးနဲ့အခွင့်လန်းကောင်းတွေရရှိဆုံးကာလအပတ်တာဖြစ်ပါတယ်။ယောက်ျားနောက်လိုက်ရှင်နဲ့တောက်ကြသားသမီးတွေရှိတော့လဲလိုက်သွားကြဖို့ ကောင်းပြီဆိုတော့ထို့တူအဲတမီးစားမှာဆိုရင်တော့တယောက်နဲ့တယောက်တူနဲ့တူအရှိရေးမှာငွေကုန်ကြီးကြအများရတတ်တယ်အထူးသဖြင့်မိမိရှစ်သူရဲ့အဲမိမိရဲ့ဖူးစာဘတ်ရဲ့အစင်မပြေမှုလေးတွေကြောင့်ကိုကလိုက်ပြီးတော့စိတ်ပူပန်ပြီးနေရတာမျိုးလေးတွေကြုံရတတ်တယ်လို့အရှိရေးနဲ့ပတ်သက်လာရင်ရှစ်သူရဲ့အစင်မပြေမှုတွေကြောင့်ငွေကြီးကုန်ကကြအများရတာမျိုးသို့မဟုတ်ရင်မိမိရှစ်သူကဖောက်ပြန်နေတာမျိုးတွေကြောင့်တော့မဟုတ်ရင်နားလည်မှုလွဲနေတာမျိုးတွေကြောင့်ဘီဒင်စရာတွေနှာငွေသွားပေးတတ်တဲ့အတွက်တတိထားပါလူလိန်ခံရတတ်တဲ့ ဘီဒင်ဆရာဘီဒင်ဟိုမေးရင်လေခံရမပြောတော့ကောင်းမှာမလားအဲဆိုတော့မကောင်းလေခေါ်ပြီးသွားပြီเนาะအခုခေတ်ကတည်တဲ့တိုင်အခုခေတ်ဆိုတာအခု GB ဒီကိုကြည့်နေမိတ်ဆွေများအောင်ပြောတာဆရာသမားတွေမဟုတ်ပါဘူးခင်ဗျာเนาะဇာကောင်းပြီအဲ့ဒါကြောင့်မလို့အရှိအဲ့ဒါကြောင့်မလို့ဆိုတော့ဆရာရဲ့မိတ်ဆွေတွေနေနေအရှိရင်းနဲ့ပတ်သက်ရင်ငွေကုန်ကြီးကြများရတာမျိုးလေးတွေတဦးနဲ့တဦးတယောက်နဲ့တယောက်အဲပြီးခဲ့သီးတာကိစ္စတွေကိုပြန်လဲဖော်ညွှန်းဆိုပြီးတော့အရစ်တန်အရှစ်တန် အညစ်တန်ပြီးတော့အချစ်ကြီးတော့အမျက်ကြီးတယ်လို့ဖျားတတ်တဲ့အတွက်ဆရာလိုကလေးလေးလိုနေနေမဟုတ်လို့ရှိရင်လည်းအချစ်ကြီးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးတာမန်ထပ်ပို့ပြီးတော့ညှိညိနေနိုင်ပြောပြောဆိုဆိုလှောက်ဆောင်မှသာအာသာမဖြစ်လာဖြစ်တယ်ဒီလိုက်တာတော့ဒီမှာမိတ်ဆွေတို့အကျိုးပေးသောအယောင်ဟာဆိုရင်တော့အဖြူရောင်အဝါရောင်ချွေဝါရောင်တွေဟာမိတ်ဆွေတို့အကျိုးပေးကံကောင်းစေပါတယ်အကျိုးပေးစေသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်၃ကဏ္ဍ၆ကဏ္ဍ ခုနှစ်ကဏ္ဍ0ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာပြီးတော့အစဉ်ပြေတည်နိုင်ပါလေအကျိုးပေးစေတော့အရဟာဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့အကျိုးပေးစေတော့အရဟာတော့အရှိမြောက်စုစုအရဖြစ်ပြီးတော့စန္တိယာအရကတော့တောင်စုစုအရဖြစ်ပါတယ် အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါတနင်္ဂနွေသားသမီးစန္ဒီသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်တာမျိုးဖြစ်စေသို့မဟုတ်တနင်္ဂနွေနေ့စန္ဒီနေ့တွေမှာပြောဆိုတိုင်ပင်တာမျိုးဟာမိစ္ဆာတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်အရာရာကိုဘာကိုဖြစ်ဖြစ်ကိုယ့်ရဲ့ကိစ္စတွေမှာ ဥစည်းဥဆောင်ပြီးတော့ရဲရဲဝံ့နဲ့ချစ်တို့လှုပ်ဆောင်မှာအအခက်အခဲတွေကတာမန်ရှင်နေမှာတရာရာဂိုင်လုံးချစ်နေရင်တော့ကိုမျက်နာလေးပြလိုက်ခါမှာ80ရာဂိုင်လုံးတော့ပျောက်သွားတာမျိုးအဲ90ရာဂိုင်လုံးတော့ပျောက်သွားတာမျိုးလေးတွေကြောင်းအအကြည်တက်တဲ့အပွင့်တက်ကိုလုပ်ငန်းနဲ့ပတ်သက်ရရှိတာမျိုးဩဇာတိတ်ခမအားဆက်ကြီးမားသောကိစ္စတွေမှာပြောဆိုတာမျိုးအခွင့်အလမ်းကောင်းအခွင့်အရေးကောင်းတွေကိုဘိုင်းဘိုင်းနိုင်နိုင်မိမိရာရှုပ်ကင်တာမျိုးလေးတွေဂျုံအားတက်တယ်အမလေးအရှိရင်မှငွေကြီးကြောင့်ဒုက္ခရောက်နေရတယ်တန်းတယ်ကြားများနေရတယ်စိတ်ချစိတ်ချ နော်အဲထို့တူမဲ့ဟောတာမပြီးသေးဘူးနော်ခင်ဗျားတို့နော်အဲဟာတမင်းစာကြီးထလာထို့တူမိတ်ဆွေတို့ဒီလာတာအတော်တွေမှာဆိုရင်อืม တို့တို့မိတ်ဆွေများဒီလာတာတော့ဒီမှာဆိုလို့ရှိရင်အအကျိုးပေးစီတော့အရာရာကိုမိမိတို့အနေနဲ့မိမိတို့ရဲ့အတူရေးကိစ္စအိမ်နွေးရေးကိစ္စတွေလုံခြုံမှုကိစ္စတွေသူများမသိစေလို့တဲ့ကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမှာဆိုရင်တော့ဖြစ်ဗုဒ္ဓဖူးနေတို့ဗုဒ္ဓဖူးသားသမီးတွေနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့အကူအညီတောင်းတာမျိုးဖြစ်စေခရီးသွားကိစ္စလေးတွေမှာဗုဒ္ဓဖူးရက်တွေဟာကံကိုအားသာကောင်းမှုတိုးတက်စေနိုင်ပါတယ်ခင်ဗျာတောက်ကြသားသမီးတွေဒီလာတာတော့ဒီမှာဆိုရင်တော့ဖြစ်မိတ်ဆွေတို့ရဲ့တော့တတိထားစင်နေရမှာတော့ဘာကိုလှုပ်လို့ ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ညံ့ပါတယ်ငွေမမြဲတော့လားဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြီးနဲ့ပတ်သက်လို့ဥစားလုပ်တဲ့အလုပ်လေးတွေမှာညံ့ပါတယ်ထို့ပြင်အလောင်းကစားနဲ့ပတ်သက်လာရင်တော့အတက်နိုင်ဆုံးသတိထားပါဘာကိုလှုပ်လို့ကြစားပရိသတ်သမီးတွေနဲ့ပတ်သက်ပြီးတော့တွဲဖက်လှုပ်တာမျိုးဟာကန္တရာရဲ့အားနည်းမှုကိုဖြစ်ပေါ်စေတက်ပြီးတဲ့အခါဖြစ်နိုင်ရင်အနောက်ဆူဆူရက်ကိုတော့ခရီးထွက်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေနိုင်တော့လာဖြစ်ပါတယ်တတိတရှင်နေရမယ့်အကြောင်းအနေနဲ့ဆိုရင်တော့ ခဲရောင်ကြက်သွေးရောင်တွေကိုတတိတာဆင်ကျင်ပေးဖို့လိုအပ်ပါတယ်အဆက်ဆက်အရာရာမိတ်ဆွေတို့အနေနဲ့ဖြစ်နိုင်လို့ရှိရင်စိတ်ထဲမှာဖြစ်ရှင်တဲ့အရာကိုတော့ဖြစ်အောင်လုပ်ယူလို့ကောင်းပေမဲ့ဘာကိုဖြစ်ဖြစ်ငွေကြေးကိစ္စအလောင်းကစားကိစ္စတွေမှာအလင်းဆက်လို့ ရုပ်တရက်ဆုံးဖြတ်ပြီးတော့အာဘာဒီယာမတ်မအောင်မြင်ရင်တော့ဂုံမီဘဝဖြတ်ပြီးဆိုတဲ့အလုပ်တွေကိုမလုပ်ပါနဲ့တေချာပါတယ်မိတ်ဆွေတီတီကြီးကိုပြရမယ့်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့တော့အဲဟိုမိတ်ဆွေတို့ဟာဒီ၃လပိုင်းဆိုတဲ့ကာလဟာအဆင့်ကျော်ပြီးတော့မလုပ်တင်ဘူးအဲဆွနာလို့ပေါ့အဆင့်ကျော်ပြီးလုပ်ရင်ပြုတ်ကျတတ်တယ်အမြင့်ကိုအရင်မတန်နဲ့အမြင့်ကိုတန်ရင်ပြုတ်ကျတတ်တယ်ဆိုတဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့ပြုတ်ကျရင်အထိနာတတ်တဲ့အတွက်ကြောင့်မလို့เนาะအဲစကားပုံလေးတစ်ခုပြောရင်ဘဝဝင်ဆိုတာဘဝနဲ့မနီးမမီးမှထားပြီးတော့မြင့်တင်တယ် ဘဝနဲ့အရန်သွားပြီးဘဝင်အောက်ရှည်လွတ်သွားလို့ရှိရင်ဘဝင်မြင့်တာများသွားလို့ပြက်ကြတဲ့အခါအောက်ကရှိနေတဲ့ဘဝလေးတောင်စုပ်ပြတ်ထက်သွားတက်တယ်ဆိုတဲ့အကြောင်းဆရာကဟိုဖတ်ဖူးတဲ့ကြားဖူးတဲ့ဇာခါလေးတခုကိုမိညာပြောလိုက်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေမိမိတို့ရဲ့နော်ဟိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာပြောမိဆရာငင်သားမှာ ဗီဒီယိုမျိုးချင်း0939293416 WhatsApp Telegram Viber မှာဆက်သွယ်မိမြနိုင်ပါတယ်။ဆရာ TikTok Messenger ကနေဗီဒီယိုမဟောပါဘူးလို့ဆရာတတိပေးလိုက်ပါတယ်။ခေါင်းပြီးမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာပြုလုပ်ရမယ့်ရေဒီယာအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စပြုလုပ်တဲ့အခါမှာမတော်မီမှာမိမိတို့အိမ်မှာရှိတဲ့ဂျင်းစီလေးတစ်ခုကို၃ချက်တတိထိပြီး တီးပြီးတော့ဘာကိစ္စအဆင်ပြေပါစေငွေကြီးကိစ္စအဆင်ပြေပါစေငွေကြီးကိစ္စအဆင်ပြေပါစေဆိုပြီးတော့တုံးချက်တီးတီးတီးသွားပြီးတော့လိုရာကိုပြုမှုဆောင်ရွက်ပြောဆိုရင် အောင်မြင်မှုတွေရရှိပြီးအောင်စီတီးတယ်လို့အောင်မြင်ပိုင်နိုင်မိရပါလိမ့်မယ်ခင်ဗျာအဆက်ဆက်ရရအဆင်ပြေစေပြီးတော့ဒီတစ်ခါတာလုံးမှာငွေကြီးကံအားကောင်းဇေယံအတွက်ပြုတ်လုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်တောက်ကြတာသမီးမိတ်ဆွေများဒီတစ်ခါတာအတော်တွေမှာ မိမိတို့ရဲ့အခက်အခဲတွေကိုရှိတဲ့အခါအခက်အခဲလေးတွေကိုစာရွက်လေးတွေမှာရေးရေးပြီးတော့ဘလောက်ပဲရှိရှိအခက်အခဲမှန်သမျှကိုရေးပါစာရွက်တရွက်ကိုအခက်အခဲတစ်ခုစီရေးပါရေးပြီးတဲ့အခါအခက်အခဲတွေပေါ့မိသားစုအဆင်ပြေပါစေငွေကြေးအဆင်ပြေပါစေဆိုပြီးစာရွက်တရွက်ကိုတစ်ခုစီအခက်အခဲနဲ့ရေးပြီးတဲ့အခါညကြာလို့ရှိရင်ည7နာရီမထိုးမီညနဲ့တကောင်ပေါ့နော်7ခွဲလောက်ကနေပြီးတော့ညနဲ့အတီတအတော်အတွင်းမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိုးပြံဘူးစီပေါင်းလေးမှာအဲ့ဒီအခက်အခဲလေးတွေကိုတွေကိုဟလာမိုးပြံဘူးစီပေါင်းမှာရှိပြီးတော့ တွဲပြီးတဲ့အခါမိုးဟိုတိမ်တိုက်တွေထဲမှာလွှင့်ပြီးတော့ခါကျတော့အော်ငါဒီအခက်အခဲကြီးကလွတ်မြောက်သွားပြီဆိုတဲ့သဘောမျိုးလေးနဲ့ညတကောင်ညာအချိန်မှာတန်းကောင်ညာအချိန်မှာအခက်အခဲလေးကိုမိုးပြန့်မှုစီပေါင်းနဲ့လှည့်တော့ထုတ်လိုက်ပါခင်ဗျာဒါဆိုရင်မိတ်ဆွေတို့ရဲ့အခက်အခဲလေးအားလုံးအဆင်ပြေပြီးတော့ရှောမှုလာမယ်ဆိုတဲ့အကြောင်းစရာကပြောရင်းနဲ့ဆရာမိတ်ဆွေများအရေးကြီးတဲ့ကိစ္စတွေကိုကရေကရာလေးဖျားမှလူပြီးတော့လှုပ်ဆောင်တာမျိုးလုပ်ပါအဋိဌံပြုလုပ်လို့လေတောက်ကြတာသမီးဆရာငယ်ရဲ့ဓမ္မမိတ်ဆွေများအနေနဲ့ကတော့တန်ဖို့တွေ ကိုပတိစိတ်တာမျိုးဂုံတော်ရွတ်တာမျိုးတက်စီရွတ်တာမျိုးလှုပ်ဆောင်ပေးပါလို့ဆရာကအကြံပေးရင်းနဲ့တောက်ကြသားမီးမိတ်ဆွေအားလုံးဒီ2025သုံးလပိုင်းအတွင်းမှာအဆက်ဆက်အရာအောင်မြင်လို့အောင်မြင်မှုအပေါင်းတရဖူဆောင်းကြပါစေဆရာရဲ့ဟောချက်တွေမှာကောင်းတဲ့အရာတွေကောင်းသောဟောကွက်တွေအားသာမိတ်ဆွေတို့ရှိကိုတိတိကျကျထိထိမိမိမှန်ပြီးတဲ့အခါအာနမိတ်ဖြစ်စီတော့အတိတ်တန်ဖြစ်စီတော့အရာမှန်မြဝေးကွာဝေးကွယ်အလိုလိုပြဲ့ပြောက်ပါစီเจ้าဆရာကဆူတောင်းရင်းနဲ့ဂျေစုတင်ပါလေတောက်ကြသားမီး